ရှင်သာရိပုတ္တရာကိုပရပိုက်တယောက်ကမေးတာ။ဘာမေးတုံဆိုတော့ရှင်ဗျာဒုက္ခဆိုတာဘာကိုပြောတာလဲ။ဒုက္ခဆိုတာဘာကိုပြောတာလဲ။အဲ့လိုမေးတဲ့ခါမှာရှင်သာရိပုတ္တရာကအဘိနိဗ္ဗတိဒုက္ခအနဘိနိဗ္ဗတိဒုက္ခတဖန်ဖြစ်ရခြင်းသည် ရှင်ရဲ့ပဲ။တဖန်မဖြစ်ရခြင်းသည်ချမ်းသာပဲလို့အဲ့လိုဖြစ် ဉာဏ်မရှိရင်နားမလည်နိုင်ဘူးလက်မခံနိုင်ဘူးဒီဥစ္စာဆိုလိုတာကဇာတိပရိသေတဖန်ပြန်ပြီးတော့မွေးပွားရတယ်ဖြစ်ရတယ်ဆိုရင်အဲ့ဒါပါတော့ဆင်းရဲပဲမဖြစ်ရဘူးဆိုရင်ချမ်းသာအဲ့ဒါကို तू ကရှင်းအောင်ဘယ်လိုပြောလို့ဆိုဖြစ်ရပြီဆိုတာနဲ့ဘဝဖြစ်ရပြီဆိုတာနဲ့မင်းကတေချာပေါက်ပူတာကိုခံစားရလိမ့်မယ်အေးတာကိုခံစားရလိမ့်မယ်ဆာလောင်တာကိုခံစားရလိမ့်မယ်မှုတ်သိတာကိုခံစားရလိမ့်မယ်အစာအာဟာရစာသာရဲ့ရေးစာသာရဲ့ပေါ့နော်ပူတာရဲ့အေးတာရဲ့ထမင်းစာသာရဲ့ရေးစာသာရဲ့ ကျင်ကြီးဆွံ့ရတဲ့ဒုက္ခကျင်ငယ်ဆွံ့ရတဲ့ဒုက္ခကိုမင်းရှင်ဆံရလိမ့်မယ်ဟုတ်လားမီးနဲ့တွေ့ရတဲ့ဒုက္ခအပူတွေပေါ့တူတူမီးနဲ့ကလည်းကင်းနိုင်တာမဟုတ်ဘူးလေတမင်ချင်ရင်ပြူရင်ဒံမျိုးမျိုးနဲ့တွေ့ရတဲ့ကိစ္စမီးနဲ့တွေ့ထရတဲ့ကိစ္စလက်နဲ့နဲ့တွေ့ထရတဲ့ကိစ္စကြောင့်ခန္ဓာကိုယ်ဆင်းရဲတဲ့ဒုက္ခတွေကိုမင်းဟာရှင်ဆံရလိမ့်မယ်ဒါတွေမကဘူးတဲ့ဆွေတွေမျိုးတွေကကိုယ့်ဘဝတွေကိုဝင်ရောက်ဆွတ်ဖက်တာကိုမင်းသိကြပါဦး ခံရလိမ့်မယ်။နော်ဒုက္ခ10မျိုးဘယ်သူမှရှောင်မရတဲ့ဒုက္ခကိုပြောတာနော်။ဖြစ်လာပြီဆိုတာနဲ့အဲ့ဒီဒုက္ခတွေကိုမင်းဟာရင်ဆိုင်ရလိမ့်မယ်။တကယ်လို့မင်းတဖန်ပြန်မဖြစ်ဘူးဆိုရင်အဲ့ဒီဒုက္ခတွေမင်းရင်ဆိုင်ရတဲ့အကြောင်းရှိဘူးလေ။မဖြစ်တဲ့တရားလေးကိုဘုန်းဘုန်းတို့တွေကထိုက်အထိုက်လျောက်ညံလေးတက်ဝင်နိုင်ပြီးတော့အဲ့ဒါလေးကိုနော်ရားကျင်တဲ့ဆန္ဒမျိုးလေးနော်ကိန်းစေခြင်းတာ။ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဆိုတာအဲ့ဒါကိုပြောတာနော်။ အဖမ်းမှန်ဖြစ်နေရင်တော့ဖြစ်ချင်းရဲ့နောက်ဆက်တွဲကပြက်ချင်းပဲလားပဲအဲ့ဒါကျွတ်တော့တနာရှိနေတဲ့အခါကျတော့ပြက်ချင်းလားလို့မေးတော့မပြက်ချင်းပြက်တဲ့တရားတွေနဲ့အတူတူနေပြီးတော့မပြက်ချင်းဘူးဆိုတော့ရမလားအဲ့ဒါပြက်တဲ့တရားတွေပြက်ချင်းကျုံလာတဲ့အခါမှာမပြက်ချင်းတဲ့လူကဘာဘာဘယ်လိုနည်းနဲ့တုံ့ပြန်မှာတော့ဆွေရင်မှုငိုကြွေးမှုနဲ့ပဲတုံ့ပြန်မှာပေါ့ဘယ်ချင်းကြရင်ထင်ရှားမှာတော့အဲ့ဒီအခြေအနေဆိုတာကျမကြီးဖောက်ပြန်တဲ့အခြေအနေ သေကောင်းပေါင်းလေးဖြစ်တဲ့အချိန်နောက်ဆုံးသေရတော့မဲ့အချိန်မှာညံနေရင်ညံနေသလောက်အဲ့ဒီပျက်စီးမှုကြီးကကျွတ်ရဲ့စိတ်ကိုမလုပ်တော့ဘူးလို့ဖြီးစည်းလိုက်မယ်နှိပ်စက်လိုက်မယ်ဟုတ်လားဒါကြောင့်ဒီဂါထာလေးကိုဘုဘုံကညံတက်ဝင်နှိုင်စီခြင်းလေပေါ့နော်ပုဏ္ဏပုဏ္ဏဇာယတိမိယတိသပုဏ္ဏပုဏ္ဏတိဝတိကံဟရန္တိမဲခင်စာလတ်တာအပုဏ္ဏဘဝယနာပုဏ္ဏပုဏ္ဏဇာယတိပုရိပညောအဖမ်းမမွေးဖွားတော့အဖမ်းမသေးရတယ်အဖမ်းမသေးရတော့အဖမ်းမသိဉ္ဉန်းကိုအပုတ်ခံရတယ် ုတ်လားဒါကြောင့်မလို့အဖမ်းမမဖြစ်ဖို့အတွက်မကင်ရှိပါဆိုတဲ့နီလန်းမှန်ကိုရအောင်ယူရမယ်ယူပြီးတော့အဲ့ဒါကိုမလုပ်ရမှာတော့ပွားများရမယ်ဟုတ်လားပွားများလို့ဉာဏ်ပညာမြင့်လာပြီဆိုလို့ရှိရင်မဖြစ်မှာတော့အဖမ်းမဖြစ်ရတဲ့သဘောသူ့မှာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှချမ်းသာမှာနော်အဲ့ဒီချမ်းသာကိုရလို့တဲ့စိတ်ဘလောက်ရှိလဲမရှိလဲကိုကိုကိုပြန်စီစစ်ရလို့တဲ့စိတ်မရှိဘူးဆိုရင်အဲ့ဒါညံတုံးနေသေးတယ်အဲ့ဒီညံသွေးလိုက်အောင်ဟုတ်လား တဏှာလောဘကတော့ဖြစ်ပဲဖြစ်ခြင်းနေတာဖြစ်ပဲဖြစ်ခြင်းနေတာမဖြစ်ရတာကို तू ကြိုက်မလားတဏှာကအကြိုက်ဘူးအဲ့ဒါဖြစ်ရပြီဆိုရင်တော့ဘာလို့လဲဆိုပြည်ရလိမ့်မယ်ဒုက္ခမျိုးစုံရှင်ဆန်ရလိမ့်မယ်ဒီသဘောကိုပြောတာနော်အဲ့ဒါဒီဒေသနာလေးကိုဘုန်းတို့တေချာလေးစဉ်းစားကြည့်လိုက်မြတ်စွာဘုရားဘာကိုအခြေခံပြီးတော့ပြောထားတာထက်ခါထက်ခါဖြစ်ရတယ်ဆိုတဲ့သဘောလေးကိုပြောတာနော်ပထမဆုံးကာထာဘာပြောတာတော့ မျိုးစေ့ကိုထက်ခါထက်ခါစိုက်ပြိုးနေကြတယ်မိုးကလည်းထက်ခါထက်ခါယွာနေတယ်လယ်သမားကလည်းထက်ခါထက်ခါထွန်ရစ်နေကြတယ်အိုးပြောရရင်လူသားတို့ကြီးတစ်ခုလုံးကဒီသီးနှံရဖို့အတွက်ထက်ခါထက်ခါစ조사အထုတ်နေကြရတယ်နောက်ဒုတိယကထာပါပြောတော့တောင်ရန်စားတော့တဲ့လူတွေကလည်းထက်ခါထက်ခါတောင်းနေကြတယ်ရေရောတဲ့လူတွေကလည်းထက်ခါထက်ခါပေးနေကြတယ်ထက်ခါထက်ခါပေးတဲ့လူတွေကတော့ထက်ခါထက်ခါကောင်းတဲ့ဘဝတွေကိုရောက်ကြရတယ်ဒီသဘောလေးကိုမြတ်စွာဘုရားအရင်ပြောတာနော်နှုတ်ညစ်တဲ့လူတွေကထက်ခါထက်ခါညှစ်နေကြတယ် နွားပေါက်စာလေးတွေကထက်ခါထက်ခါအမိနွားမကြီးစီကိုချင့်ကပ်နေကြရတယ်ထက်ခါထက်ခါသူတို့ဟာပင်ပန်းကြရတယ်ထက်ခါထက်ခါတုံလှုပ်ကြရတယ်အဲ့ဒါလိုပဲအတိညာဏုံနဲ့မိုက်မဲတဲ့ပုံကိုယ်တွေကလည်းထက်ခါထက်ခါအမိဝမ်းကောင်းကိုအောင်းညာရတယ်အဲ့လိုထက်ခါထက်ခါပြိတ္တိနေရပြီဆိုတော့ထက်ခါထက်ခါမွေးဖွားလိမ့်မယ်မွေးဖွားပြီဆိုရင်ထက်ခါထက်ခါသေဆုံးရလိမ့်မယ်ထက်ခါထက်ခါသေရပြီဆိုရင်ထက်ခါထက်ခါသင်းချိုင်းကို အပုတ်ခံရလိမ့်မယ်အဲ့ဒါကြီးကိုကြိုက်သလားကောင်းတယ်လို့ထင်သလားကိုယ့်အကူပဲစဉ်းစားအောင်နော် အဲ့ဒါကြီးကိုမကြိုက်ဘူးဆိုရင်ထက်ခါထက်ခါမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီးလန့်ကိုရအောင်ရှားရမယ်။မှန်ကန်တဲ့နီးလန့်များစွာဖရားကြည်သူကြောင့်ကျွတ်တို့မရဘူးလား။ရတယ်မဂ္ဂင်၈ပါးသတိပဋ္ဌာန်တရားဟာထက်ခါထက်ခါမဖြစ်ဖို့အတွက်မှန်ကန်တဲ့နီးလန့်။အဲ့ဒါကိုကြိုးစားပြီးတော့ပွားမယ်ဆိုရင်ဉာဏ်ပညာကြီးလာလိမ့်မယ်။ဉာဏ်ပညာကြီးလာရင် तू ထက်ခါထက်ခါမဖြစ်တော့ဘူးတဲ့။